ြုံးလိုက်ပါတခါတုန်းကတတိကြီးတူဟာ မြို့ပေါ်ကို ကောက်ပဲသီးနှံတွေရောင်းပြီးခိုးသားတပြရန်ကြောက်သည့်အတွက်သူစင်ရဲ့အသွင်ဆောင်းပြီးမိမိဒေတာကိုပြန်လာခဲ့တယ်အင်းပြန်မရောက်ခင်နေဝင်သွားသည့်အတွက်ညာရန်တင့်တော်သည့်ဇရက်တစ်ခုပေါ်မှာမိမိပါလာသည့်အသက်ပြထုတ်ကိုကောင်းအောင်ပြီးဇရက်ပေါ်ဝင်ရောက်နားခိုးလိုက်တယ်များမကြာမီ တတိကြီးနာခူရဇရဲ့တို့အယက်သမားတယောက် ရောက်လာပြီးလဲလျောင်းနေတဲ့တတိကြီးကိုအယက်သမားကဟေးအစောကြီးမောက်နေပြီလားနောင်ကြီးကျုပ်ကတော့အခုမှကောင်းနေတုန်းပဲပြုတ်ကျုပ်တော့သာတောက်ရမယ်ဆိုရင်ခမောဘလို့နေမလဲမသိဘူးအယက်သမားပြောစကားကိုတတိကြီးခွန်းတော့မပြန်ပဲပြောင်းရည်သာနေလိုက်တယ်အယက်သမားဇရဲကထွက်သွားပြီးတခဏကြာတော့အထုပ်ကြီးတစ်ထုပ်နဲ့ တကူတယောက်ရောက်လာပြန်ပြီးတတိကြီးကောင်းနေတဲ့အထုပ်ကိုတစ်ချက်ကြည့်ပြီးဘလို့လဲအချင်းနေကောင်းရလားတကူကသူ့ခိုးလာတဲ့ပစ္စည်းအထုပ်နဲ့လက်နဲ့ပုတ်ပြပြီးကျွန်တော်ကဒီညအချင်းနေအတော်ကောင်းနေပြို့ခမရလေးကျုပ်လောက်ရအောင်ရှာအောင်နော်ခမရရထားတဲ့ပစ္စည်းကနေသေးတယ်ကဲပါဗျာအချင်းရှိတုံးလေးလိလိုက်အောင်မယ်ဆိုပြီးဇရဲကနေအထုပ်လေးထမ်းပြီးထွက်သွားတော့တယ်။တတိကြီးကခွန်းတော့မပြန်ပဲပြောင်းရည်သာနေနေလိုက်တယ်။ တတိယအကျဉ်ရောက်လာတော့သူကစီသမောင်းဇေယျပေါ်တက်ခွေခေကလေးလဲလိုက်ပြီးဘလို့လဲကောင်းနေပြီလားကျွန်တော်လည်းတော်တော်လေးကောင်းနေပြီပြို့နှက်လိုက်အောင်မင်းဆိုပြီးဇေယျအချင်းရင်းမှာခွေခွေလေးအိမ်နီလေးရဲ့တတိကြီးကဘာမှခွန့်တုံစကားမဆိုပဲအေးပေါ့လေတညတာငါအတွက်တော့အဖော်ရတာပေါ့စိတ်ထဲမှာတွေးပြီးအိတ်လိုက်တော့တယ်ဒီတော့အယက်သမားကလည်းသူ့စိတ်နဲ့နိုင်ပြီးတတိကြီးကိုပြောလိုက်တယ် ဒါပေမဲ့သူ့စိတ်နဲ့နိုင်လိုက်တိုင်းတထေးကြီးကအယက်သမားဖြစ်မသွားဘူး။တကိုးကလည်းသူ့စိတ်နဲ့နိုင်ရှင်ပြီးတထေးကြီးကပြောသွားတယ်။တထေးကြီးကတကိုးဖြစ်မသွားဘူး။စီးသမားကလည်းသူ့စိတ်နဲ့နိုင်ပြီးဘသူတွေဘလို့ခိုင်းနိုင်သွားသွားတထေးကြီးကတော့တထေးကြီးပါပဲ။ဘာမှပြောင်းလဲသွားတာမရှိပါဘူး။ဒီလိုပါပဲ။အချို့သောသူတွေကသူတို့မှရှိတဲ့အသည့်ဘဟုသူတာအတွေ့အကြုံစိတ်သက်ပေးတဲ့မျိုးမျိုးနဲ့တပါးသူကိုတိုင်းတာကြတယ်။ အပြက်သဘောစောင့်တဲ့ဝေဖန်မှုမျိုးနဲ့ဝေဖန်ကြတယ်ပုတ်ခတ်ကြတယ်သူတို့ပေဒံထက်တာလွန်းနေရင်စံတတ်မှတ်ချက်မကြီးဘူးပြောကြတယ်သူတို့ပေဒံထက်ရော့ပါနေရင်အထင်သေးသလိုအကြီးနဲ့စံနှုံးဘာမဝင်ဘူးလို့ဆိုကြပြန်ရောသူတို့ခြင်ထားတဲ့ပေဒံကသာစံနှုံးပြည့်ဖြစ်ကြောင်းတဖက်ပိတ်အတွင်းနဲ့ပြောဆိုနေထိုင်တတ်ကြတယ်တကယ်တော့အတိုင်းတာခံလိုက်တာတဲ့သူက သူတို့အဲ့ဒီလိုတိုင်းတာခိုင်းတိုင်းလို့ဘာမှဖြစ်မသွားဘူးပြောင်းလဲမသွားဘူးတကယ်ဖြစ်သွားတာကသူတို့ပါပဲဒါကြောင့်လဲဆိုတော့သူတို့ရဲ့ဗီဇာရုပ်လက္ခဏာဟာဘလောက်တိုင်းတာရှိတယ်ဆိုတာကိုလိဟပြလိုက်တာကြောင့်ဖြစ်ပါတယ်လူဆိုတာအမားတော့မကင်ဘူးပေါ့ဒါပေမဲ့ကိုဘက်ကအကောင်းဆိုးအပြုတ်သဘောဆောင်တဲ့ရည်တည်မှုမျိုးနဲ့နေကြည့်လိုက်ပါဘသူတွေဘာပြောပြောလိပ်ပြလုံနေဘသူတွေအမုန်းပပ အပြစ်တင်မှုဖန်နေနေကိုဘက်ကအပြုံးတစ်ခုနဲ့တုံ့ပြန်နိုင်ဖို့အားပေးမျှဝေလိုက်ပါတယ်နော်ဖြောင်းလို့မရတဲ့ဗီဇာကီမီကောက်တကောင်ဟာသူနေတဲ့ကျွန်းလေးတစ်ခုကနေမြစ်တစ်ပတ်ကမ်းမှာရှိတဲ့ကျွန်းတစ်ခုကိုသွားချင်းနေဒါပေမဲ့ကီမီကောက်ဟာရေမကူတက်လို့မြစ်ကိုဖျက်ဖို့ရာအခက်အခဲဖြစ်နေတယ်မြစ်ကမ်းဘေးမှာရှောက်သွားရင်ဒီမြစ်ကိုဘယ်လိုကူရမလဲလို့ အကြံထုတ်နေတော့ရုတ်တရက်မြင်းရဲစက်မှစိတ်နေတဲ့ဖားတကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။ကိုရွှေဖားကြီးကျွန်တော်ကိုခမရရဲ့ကြောပေါ်တင်ပြီးဟိုဘက်ကံပို့ပေးပါလားဗျာ။ကျေးဇူးမမေ့ပါဘူးဗျာ။ဟာဘာဖြစ်မလဲမင်းကိုကြောပိုးသွားရင်နဲ့ငါ့ကိုမင်းရဲ့အစိတ်ရှိတဲ့အဆွဲနဲ့ထိုးလိုက်ရင်ငါရင်နဲ့တေးသွားမှာပေါ့။ကင်မီကောင်ကိုရွှေဖားရဲ့ခမရကို ကျွန်တော်အဆွဲနဲ့ထိုးပါမလားဗျာ။ကျွန်တော်ကို ဟိုဘကန်ပို့ပေးတဲ့ကျေးဇူးရှင်ကိုလောက်ရပမလားဗျ။နောက်ပြီးခမားကိုအစွဲနဲ့ထိုးလိုက်လို့ခမားရင်နေရင်ကျွန်တော်လည်းရင်နေတင်ပါပဲလေ။ကျွန်တော်ရင်မကူးတက်ဘူးဆိုတာခမားသိပါတယ်။ဘာလဲစဉ်းစားတယ်။ကိမိကပြောရလဲဟုတ်သားပဲ။သူ့ကိုယ်သူရင်နေအသေးခံပြီးငါ့ကိုအစွဲနဲ့ထိုးစရာအကြောင်းမရှိဘူးလေ။အဲ့တော့ဘာလဲဟိုဘကန်ကိုပို့မယ်လို့သဘောတူလိုက်တယ်။ဒါနဲ့ဖားဟာကိမိကကိုကြောပေါ်တင်လို့ ရေစည်းတန်တဲ့မြက်မှာသူ့ကိုရေအပေါ်ပေါ်အောင်စူးစမ်းပြီးမြက်ကိုဖျက်ကူးပါတော့တယ်။မြက်လည်းရောက်တော့ဖောင်းဟောင်းသူ့ကြောမှာစူးခနဲ့တစ်ချက်ခန်းစားလိုက်ရတော့တယ်။နောက်ကိုตาလဲကြည့်လိုက်တော့ခီမီကောက်ဟာအဆွဲကိုသူ့ရဲ့နောက်ကြောကနေဆွဲထုတ်လိုက်တာတွေ့ရတယ်။ဖာလဲနာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။ဟာမင်းဘလို့လုံးလိုက်တာလဲမင်းပဲစောစောကပြောတယ်လေ။ငါ့ကိုအဆွဲနဲ့မထိုးဘူးလို့အခုငါ့မှာအစိတ်တက်နေပြီ။ငါရင်နေပြီးတင်ရင်မင်းလဲရင်နေတင်မှာမကြောက်ဘူးလား။ ကမီကောက်ကဘာပြန်ပြောသလဲဆိုတော့ခမ ्या တည်ရင်ကျွန်တော်လဲရင်းနှစ်သေးမှသိပါတယ်ဒါပေမဲ့တခြားတတဝါတကောင်ကိုတွေ့ရင်အစွယ်နဲ့ထုတ်တဲ့ကျွန်တော်ရဲ့ဗီဇကိုဖျောက်မရဘလို့ပါဗျာလို့နောက်ဆုံးတော့ဖာယောကမီကောက်ရောနှကောင်စလုံးဟာမြည်ရတဲ့နစ်မြုပ်သေးဆုံးသွားကြပါတော့တယ်ဒီတင်ငန်းစာလေးပုံမြင်ကားတော့အလိုနာမည်ကြီးတဲ့ပုံမြင်လေးပါကလေးပုံမြင်ရလို့မဟုတ်ပဲလူကြီးလူငယ်အသက်အရွယ်တိုင်းအတွက် အတွေးပါစရာ ပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့သတိပြုစရာအကြောင်းအရာတွေကိုအသိပညာပေးတဲ့ပုံမြင်ပါ။တနာလို့အကူအညီပေးမဲ့လေပုံမြင်တဲ့ကကင်မီကောက်လို့ဗီဇဖြောင်းမရနိုင်တဲ့လူနဲ့တွေ့ရင်ကူညီသူပါဒုက္ခရောက်တတ်တယ်ဆိုတဲ့သတိပေးသင်ခန်းစာလေးကိုရရှိလိုက်ကြမယ်လို့ညွှန်လင်းပါတယ်။